ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီစော့တိုင်းမှကြိုဆိုလိုက်ပါရစေ။အပိုင်းနှင့်ပြူမျိုးပြနိုင်ငံများ၏ထွန်ကားမှုနှင့်ကြာဆုံးခြင်း။အပိုင်းတမှာပြူရိုရဲ့အခြေချနေထိုင်မှုအကြောင်းကိုပြောပြခဲ့ပြီးပြီမို့။အခုတစ်ခေါက်မှာတော့သူတို့ရဲ့အထောထိတ်ကာလနဲ့ဘလို့ကြာဆုံးသွားခဲ့လဲဆိုတာကိုအတူတူလေ့လာကြည့်အောင်ပါ။ AD 400စုနဲ့900စုလောက်မှာ ပြူလူမျိုးတွေကသူတို့ရဲ့အကြီးအကျယ်ဆုံးအချိန်ကို ရောက်ရှိလာခဲ့ကြပါတယ်။ ီအချိန်မှာသူတို့ကမွန်လူမျိုးတွေကိုလွှမ်းမိုးနိုင်ခဲ့ပြီးဗိတ္တနုံဟန်လင်းနဲ့တရေခက်တရားလိုမျိုးပြနိုင်ငံတွေကိုတည်ထောင်ခဲ့ကြပါတယ်အဲဒီမျိုးတွေကအရှိတောင်အာရှရဲ့ကုံသွယ်ရေးလမ်းကြောင်းမှာအဓိကအချက်ချာနေရာကိုယူထားခဲ့ပါတယ်ဒီလမ်းကြောင်းကပြောရရင်အရှိဘက်ကခမာနိုင်ငံယနေ့ခေတ်ကမ်မောရီးယားကနေအနောက်ဘက်ရခိုင်ကမ်းရိုးတန်းအထိသွယ်ဝိုက်ထားပြီးပိုးတဲ့အပြင်ကြောင်မြင့်ရန်နာတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာအယူအဆတွေကိုဖလှယ်ပေးခဲ့ကြပါတယ်။တရင်ခေတ္တရာလိုမျိုးတွေမှာဗုဒ္ဓဘာသာဆိုင်ရာစီရီပထိုးတွေနဲ့အိုယိုကာယန်ထားတဲ့မျိုးပြစနစ်တွေကို တွေ့ရှိခဲ့ပြီးဒါတွေကပြူရီအောက်ချုပ်ရေးနဲ့ဘာသာရေးဆိုင်ရာကျွမ်းကျင်မှုကို ပြသနေတာပါ။ဥပမာတရင်ခေတ္တရာမှာတွေ့ရတဲ့အိုယိုတွေနဲ့စဘာတူလောင်ယုံတွေကတို့ရဲ့စီဝါရေးနဲ့စီကံတင်းချက်တဲ့အုပ်ချုပ်ရေးစနစ်ကိုဖော်ပြနေသလိုပါပဲ။ဒါအပြင်ပြူရီက အိန္ဒိယနဲ့တရုတ်နိုင်ငံတွေနဲ့ကုန်သွယ်ရေးလုပ်ခဲ့ကြတာကြောင့်ဒါကပဲသူတို့ရဲ့ချမ်းသာကြွေးဝမှုကိုပိုပြီးမြင့်တင်ပေးရတာဖြစ်ပါတယ်။ဒါပေမဲ့အေရီရှား32ခန်းမှာယူရိုရဲ့ကန်ကြမ္မာကပြောင်းလဲသွားခဲ့ပါတယ်။ဒီအချိန်မှာပြူမျိုးပြနိုင်ငံတွေကဗဟိုအာဏာတစ်ခုအောက်မှာစီလုံးညီညွတ်မှုအားနေခဲ့တာကြောင့်မြောက်ပိုင်းကအင်အားကြီးနန်ဆိုနိုင်ငံရဲ့တိုက်ခိုက်မှုကိုရင်ဆိုင်ခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုကပြုံမျိုးပြနိုင်ငံတွေကိုဖျက်ဆီးစေခဲ့ပြီးတမိုင်းပညာရှင်တွေကပထမပြည်တော်စုလို့သတ်မှတ်ထားတဲ့ပြုခေကြီးကိုအဆုံးသတ်စေခဲ့ပါတယ်။ဒါကတော့မြမတမိုင်းရဲ့တည်ရေခတရားအကြောင်းပဲဖြစ်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုဒီမှာပြန်လည်တွေ့ကြတာပေါ့။